အမေရိကန်သမ္မတဒေါ်နယ်ထရပ်က BBC အစီအစဉ်တစ်ခုမှာသူ့ရဲ့အင်တာဗျူးကိုဖျက်ဆက်ထားတဲ့အတွက်ဒေါ်လာ3ဘီလီယံရလိုကြောင်း BBC ကိုတရားစွဲမယ်လို့ခြေချောက်ထားပါတယ်သမ္မတထရရဲ့ဥပဒေရေးရာအဖွဲ့က BBC ကိုပေးပို့တဲ့စာမှာ BBC ရဲ့အရင်နှစ်ကအော်တိုဘာ14ရက်နေ့ပန်နိုရာမာသတင်းမှတ်တမ်းအစီအစဉ်ဟာမာရွေးပြည်အသေးဖြတ်မှုမြောက်နေတဲ့အတွက်ချက်ချင်းဖြုတ်ချပေးဖို့တောင်းဆိုထားပါတယ်။ BBC Corporation ဥက္ကဋ္ဌဆာမီယာရှားကတော့တီးဖြတ်မှုနဲ့ပတ်သက်လို့ပိုင်းဖြတ်ချက်မာရွယ်မှုအပေါ်မှာတောင်းပန်လိုက်ပြီး BBC အနေနဲ့သမ္မတထရန့်ကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုစဉ်းစားနေတယ်လို့ပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ BBC ကထိတ်တဲအရာရှိကြီးနှစ်ယောက်ဖြစ်တဲ့ Attitude Manager နဲ့ CEO တို့ဟာတနေ့ကတွင်နေ့ကနှုတ်ထွက်သွားခဲ့ပါတယ်။ဒီ season ကို2024ခုနှစ်မှာထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်တဲ့မချက်တစ်ခုပေါက်ကြားလာပြီးနောက်မှာအခုပြဿနာတွေဆလာတာဖြစ်ပါတယ်။ပေါက်ကြားလာတဲ့မချက်ကိုတော့ BBC ရဲ့အကြံပေးအရာရှိဟောင်း Michael Prescott ရေးခဲ့တာဖြစ်ပြီး သူကသမ္မတ Trump ရဲ့မိခွန်းနှစ်ပိုင်းကိုဖျက်ဆက်ထားတာကြောင့်သမ္မတဟာ Capitol မှာဖြစ်ပွားခဲ့တဲ့ရုံးရင်းဆန်ခတ်မှုကိုလုံးဝအပြေအအောင်ပြုတ်တယ်လို့ဖြစ်စေတယ်လို့မချက်ပေးထားတာပါ။ ဒီလိုတီးပြလိုက်တဲ့အတွေ့အကြံဖက်မှုကိုဓာတ်ရိုက်တောင်းဆိုလိုက်တဲ့သဘောမျိုးဖြစ်သွားစေတယ်ဒါကမမှန်ဘူးလို့ BBC ဥက္ကဋ္ဌရှားကပြောပါတယ်ဒါပေမဲ့ဒါဟာ BBC မှာတမင်သက်သက်ဘယ်လိုက်မှုရှိနေတာတော့မဟုတ်ဘူးလို့ BBC ဥက္ကဋ္ဌကနောက်အင်တာဗျူးတစ်ခုမှာဖြေရှင်းထားပါတယ်